ဘုံကဒီဘယ်ကောင်ကညောင်ကျိုးဆိုတဲ့ဝင်တိုက်သွားတယ် ARV ဆိုတဲ့ဝင်တိုက်တယ်တဘုံကကိုယ့်အလုပ်များအောင်လုပ်နေတယ်အဲ့တော့တော်တော်တုံးတဲ့စစ်စစ်ဦးစီးချုပ်ပါဗျာနော်နော်ပို့ရင်ပြောမှာဆိုလို့ရှိရင်တကယ်ပါတကယ်ပါနော်ဘာလို့ဘာမှတော့ဘယ်ကောင်မဆိုလို့ရှိရင်တမင်တကာကိုတမင်တကာကိုဘယ်ကောင်မဆိုတော့သူတော်ကောင်းညောင်ညောင်တော်တော်ဆိုးတဲ့ပုံပေါ်တယ်ရေခဲပါဗာရေခဲပါလေနားမပြဿနာတော့အဲ့တော့ဒီကြီးမှမရှိသေးဘူးအဲ့တော့ပါတော့လဲပဲ ရေခဲတယ်ဆိုပြီးတော့ညင်နေလို့ရှိရင်ခံရမယ်နော်ရခိုင်မှာအရကတတ်တော်အေအေကလက်ကြံသုံးမျိုးတွေကအရေးပါဆုံးဖြစ်တဲ့ကြောက်ဖြူကိုအပြင်းအထန်ထုတ်ဆစ်စင်နေပြီးတော်လန်ရဲ့ဘက်ကရောဘောမတွေဘက်ကပါကြောက်ဖြူဟာအေအေလက်ထက်ကြောက်ရောက်တော့မယ်ဆိုတာကိုယုံကြည်နေကြပါပြီ။ ဒါအပြင်မဟာမိတ်တွေနဲ့အတူအေယာဝတီဘက်ကိုပါကောင်းကောင်းရှင်းစန့်လာနေတာကြောင့်ဒီအချိန်မှာအစောပိုင်းကစစ်တပ်ဘက်ကတာတယောင်ပြောခဲ့တဲ့ဘောမပြောင်ကြီးတော်မှဘလိုတော်ပောက်ကွဲပြီးမင်းအောင်လိုင်ကိုပြောဆိုထားတယ်လဲဆိုတာကိုကြည့်ကြည့်ရအောင်ပါ။သဘုံကတော့သဘုံချင်းသဘုံကြံကြံနေပါပြီ။ဘာကြောင့်လဲဆိုတော့သူတို့ကြံစီတိုင်းလည်းအောင်မြင်နေတာပေါ့နော်။ကြံတိုင်းအောင်လို့ဆောင်းတိုင်းမြောက်နေတဲ့ခါကျတော့ဒီအကြံစီကိုပဲဆက်လက်ပြီးကြံစီလာပြီဖြစ်တယ်။အဲ့တော့ခင်ဗျားတို့ အေးတဲ့ဘုံပေါ့အေးတဲ့ဘုံနေနဲ့ရခိုင်ပြည်နယ်မှာသူတို့ရဲ့အကြံစီအောင်မြင်ခဲ့တယ်လေနော်အဲ့ဒီအကြံစီကို AR ကိုသတင်းလာပြီဖြစ်တယ် AR ကိုသတင်းလာပြီဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ဒီအကြံစီကိုဆက်လက်ပြီး account ထဲပေါ်သွားတော့မှာဖြစ်တယ်အဲ့တော့အဲကိုပကညံ့တော့ခံရမယ်နော်ကျွန်တော်တို့အချင်းရွေးပေါ့နော်အရင်ခဲကလည်းယုံကြည်ခဲ့တယ်စစ်တပ်အနေနဲ့တော့ကြာရှုံးစရာအကြောင်းမရှိဘူးဆိုကျွန်တော်ယုံကြည်ခဲ့တယ်တော်တော်လည်းပဲရခိုင်ပြည်နယ်ကိုနမူနာယူရမှာပေါ့ဗျာနော်ရခိုင်ပြည်နယ်မှာ နိုင်ငံယူအကြံဖတ်အေအေတပုံအနေနဲ့ဒီလမ်းစဉ်ကိုတော့ပြီးတော့အောင်မြင်ခဲ့တယ်အဲ့တော့ကို့ဒီစစ်ကောင်းဆောင်ကလည်းစစ်သားမပီတာတဲ့အခါကျတော့စစ်လည်းမတိုက်တတ်စစ်ဆိုတာဘာလဲဆိုတာနားမလဲတဲ့အခါကျတော့အာရခိုင်ပြည်နယ်မှာတော့ကြာရှုံးမှုတွေကြုံခဲ့ရပေါ့ဗျာနော်အဲအဲ့ဒီကြာရှုံးမှုဟာနောက်ထပ် AR မှာဆက်လက်ရင်ဆိုင်ရလာရင်လည်းအံ့ဩစရာမဟုတ်ဘူးဆိုတော့ပြောပြချင်တယ်တပုံချင်းတပုံချင်းဆိုတော့ကျွန်တော်ပြရှင်းပြပါမယ်ရှင်ခဲ့ပါဗျာအေး ခဲရင်ခဲတယ်ပြောမယ်မခဲရင်မခဲဘူးပြောမယ်နော်အဲ့တော့အဲမခဲသေးပါဘူးနေရာကွက်ကြားမခဲဘူးကွာလေအများစုအဖြစ်ตายရနေပါလေ ARD ချို့ဆိုပြောကြ ARD မှာငါနေတာကွာတဲ့ဘာမှမဖြစ်ပါဘူးတဲ့ဒီကွန်ပေါ်ဆိုတဲ့လူကတဲ့သတင်းမားတွေဖြန့်နေတာပါ ARD မှာတော့ဘာဖြစ်မှာတော့နော်စစ်ဖြစ်တဲ့နေရာစစ်ဖြစ်နေတယ်လေမဖြစ်တဲ့နေရာတွေကအေးအေးဆေးဆေးပါမြို့ကြီးတွေတတ်တတ်ရရပါပဲ ဒါပေမဲ့လည်းဖြစ်နေတဲ့နေရာကြတော့လည်းခင်ဗျားတို့အဲ့ဒီဖြစ်နေတဲ့နေရာနဲ့ဥမာဖြစ်တမိုင်နှစ်မိုင်လောက်ကစပြီးလက်နက်ကြီးကြားလို့အဲ့လိုတော့မရတဲ့သူတွေအများကြီးရှိတယ်နော်အဲ့တော့ ARE မှာဘယ်လိုခေါင်းလဲဆိုလို့ရှိရင်နေရာတိုင်းမှာခင်ဗျားတို့ရှိတာမဟုတ်ဘူးနော်အဲ့ဒီခါကြီးကြားလို့ရှိရင်ပြဿနာဘယ်လိုဖြစ်လဲဆိုတော့ကိုမမောင်းပြောလိုက်တယ်အဲပြောတဲ့အခါမှာအောက်ချီမှာစစ်သားတွေနော်တကယ်တကယ်ဒီဘယ်လိုမှဆိုတော့စစ်မြေပြင်မှာအချိန်တန်းမှာတကယ်တန်းတိုက်ပွဲဝင်နေတဲ့သူတွေ ဟာမရှိဘူးမရှိဘူးနဲ့မသိဘူးဒါကြမ်းမရှိဘူးတဲ့ဒီလူတွေပေါက်ပြပြောတာလေနော်ငါနေရပါဘာလဲဘာမှမရှိပါဘူးတကယ်တကယ်ကံကောင်းလို့ပေါ့နော်ဟိုမှာတပုံကအကုန်လုံးလယ်မလီသွားတယ်အဲဒီချိန်မှာခင်ဗျားတို့ဟိုနိုင်ငံတော်နဲ့တပ်မတော်ပုံမှာတကယ်သစ္စာရှိဖို့လိုတယ်ကျွန်တော်အမုန်းခံမိနေတာနော်အမုန်းခံတယ်ဆိုတာလေငပိန်းနေမုန်းတာပါနော်စပိန်စပိန်တယ်နော်ဟိုဘယ်လိုဟောမလဲဆိုတော့ဘာလို့ဘာမှမသိဘူး တနေ့တနေ့စစ်တပ်ကိုထိုင်ပြီးတော့ထိုင်ကြော့နေရသူတွေအဘဆိုတဲ့ဒီဦးမင်းအွန်လိုင်းဓာတ်ပုံထိုင်ကြော့နေရသူတွေမုန်းတာပါနော်နိုင်ငံနိုင်ငံရေးကိုတကယ်နားလဲသူတွေစစ်တပ်ကိုတကယ်ချစ်တဲ့သူတွေကျုပ်တို့မမုန်းပါဘူးကျုပ်တို့ရဲ့စေတနာကိုနားလဲကျွန်တော်တို့သိတယ်ပေါ့နော်အခု AR မှာပေါ့ဗျာနော်၃၄၄ဆိုတော့တကယ်ကျွန်တော်တို့ဒီမမရှိမဆိုရေးကြီးမှာရှိရတော့အာကြားသိရတော့ဗျာငတိုင်းချောင်းငတိုင်းချောင်းလည်းသူပြောလို့မရဘူးသူက ရေကြီးမှာပေါ့ရေကြီးမှာရှိတယ်ပေါ့အဲ့အဲ့ဒီအဲ့ဒီအဲ့ဒီနေရာကျွန်တော်လည်းနည်းနည်းလေးဘယ်လိုခေါ်မလဲဆိုလို့ရှိရင်အာနည်းနည်းလေးမသေးခွဲတာတော့ရှိတယ်ပြတ်နော်ရေကြီးရဲ့အတုတ်ရဲ့ငတိုင်းချောင်းရဲ့ပေါင်းရင်ကြုံဖြောခရိုင်ဆိုတာဖြစ်တယ်ကျွန်တော်ပိုင်းလေးလာကြည့်ရပေါ့နော်အဲ့တော့သုံးလေးလေးကရေကြီးမျိုးမှာရှိတယ်ရေကြီးမျိုးမြောက်ဆန်းရံမှာရှိတယ်အဲ့ဒီမြောက်ဆန်းရံမှာရှိတာဒါကတော့တကယ့်ဌာနချုပ်ကြီးပေါ့ဗျာနော်အဲ့ဒီဌာနချုပ်ကိုလည်းအေအေကလိုချင်တယ်အဲလိုချင်တော့အရာတိုက်ဖို့အတွက်သူတို့သူတိုက်နေတာတော်တော်တိုက်နေတာပါနော်အဲ့တော့ သုံးလေးလေးကလည်းသူကာကင်းတဲ့တဲ့တော့ပဲထိခံမလဲပြောနော်အဲ့တော့ရှေ့မှာကာကင်းနေထုတ်ထားတယ်အဲ့ဒီကာကင်းနေကလည်းအာရူးချင်းချုပ်ခုခံကာကွယ်နေပါတယ်အဲ့တော့အခုနောက်ဆုံးအခြေအနေပေါ့လက်ရှိအခြေအနေရစီရေးအခြေအနေကိုပြောရမှာဆိုလို့ရှိရင်တော့အဲဆန္ဒကတယောက်ကွန်မန့်ရေးသွားသလိုပေါ့ဗျာနော်ရေးခဲပါပေါ့ရေးခဲပါလေနားမပြည့်တနာတော့အဲ့တော့ဒီကြီးမှမရှိသေးဘူးအဲတုတ်ပါတော့လည်းပဲရေးခဲရဆိုပြီးတော့ငြိမ်နေလို့ရှိရင်ခံရမယ်နော်တစ်ဖက်ကတပုံကဘာကြီးကြံစီနေလဲဆိုတော့ အဲကျွန်တော်တို့ကဒီကောင်တွေပါဇက်တစ်ချက်ဟားလိုက်လို့ရှိရင်သွားဖဏီးရမတိုက်ဘူးဆိုတော့ကျွန်တော်ကောင်းသိတယ်နော်အဲ့ဒီအတွက်ကြောင့်မို့လို့တို့ကြံစီနေတာဆိုတော့တီးဖို့လိုတယ်အခုချိန်ထိ3လေးလေးကာကင်းနေမှာတယင်းနေနဲ့ကာကွယ်နေတာနော်တယင်းတယင်းတမနေနဲ့ကာကွယ်နေတာပါအဲ့တော့ကာကွယ်နေတဲ့တယင်းနေမှာအဲတို့အဝေးရည်လမ်းပြမယ်အဲဘယ်လိုခေါ်မလဲဆိုတော့တို့ရှိကြောင်းတော့အမြဲတမ်းပေါ့နော်အလုတ်များအောင်တော့လုပ်ထားတယ်3လေးလေးကိုဥမာပြစီရေးအဖြစ်ပေါ့ဗျာနော်ကြည်တန်ကြည်စံလာခြူလာလည်းဖြစ်နိုင်ကြည်ခြူလာဆိုတာမျိုးဥမာပြ တို့ကလာပြီးတော့ဝေးရရင်နှက်ပြစ်မယ်စစ်တက်ကတန်းတန်းဆိုပြလိုက်စစ်တက်ကြည်ကုံသွားအောင်လုပ်မယ်ပေါ့ဒီပုံစံမျိုးနဲ့ပဲအဲတို့စီရေးပုံစံဖော်ဆောင်နေတာကိုအဲကျွန်တော်သုံးသပ်လို့ရတယ်အဲ့တော့တုံးလေးလေးဒီရေခဲပါတုံးလေးလေးကာကင်းများဒီလေယနေ့ဒီရက်တွေအတွင်းမှာရေခဲပါနော်အဝေးကနေပြီးတော့လှမ်းပြစ်ချောင်းပြစ်ပြီးလို့ရှိရင်ပြန်ပြေးတော့ပဲအဆင်ရှိပါတယ်အဲ့ဒါကတော့ဒါအခြေအနေပေါ့ဗျာနော်တို့ပါတော့လေဒါကိုကြည့်ပြီးတော့ အာပုံမှန်ပဲလား AC ပဲလားဆိုတော့ခင်ဗျားတို့မထင်ပါနဲ့ဒါစစ်တပ်ကိုကျွန်တော်ပြောချင်တာပါเนาะစနပြည်သူပြောပြပါပြီပြည်သူရဲ့ပြည်သူတွေသိရမှာကရေခဲပါဘောဗျာเนาะအဲတို့ပါတော့လည်းပဲအခုကြံစီနေတဲ့ပုံစံကိုကျွန်တော်ပြောရမယ်ဟေးဆိုလို့ရှိရင်တော့အဲ့ဒီ3လေးလေးပေါ့ဗျာเนาะအဲ့ဒီ3လေးလေးပတ်ဝန်းကျင်မှာရွာတွေရှိသေးတာပေါ့ဗျာသိလားအဲ့ဒီရွာတွေကကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်เนาะတက်ကယ်ပြင်အုပ်စုလို့เนาะ ควินกลีเนาะตะกะเนี่ยอุสุရှိတယ်ပြ3လေးလေးရွာနေမှာตะกะเนี่ยอุสุအဲ့မှာအာควินกลีတို့ညောင်ဝိုင်းတို့เนาะထုံကြီးဘူတို့เนาะတရက်ပင်ကြီးစုတို့เนาะဂွေးပင်တောင်းတို့အဲအဲ့ဒီအဲ့ဒီရွာတွေမှာအဲအေကခြေကုတ်ယူနေပြီခြေကုတ်ယူနေပြီဆိုတာကအဲ့ဒီဘတ်ချမ်းနေနဲ့နောက်ထပ်ပေါ့เนาะကျွန်တော်တို့ပြောလို့ရသေးတာကတော့အာနောက်ထပ်ပြောလို့ရသေးတာကတော့အာဘယ်လိုခေါ်လဲဆိုတော့တဲလူကုန်းတို့ဥယင်ကုန်းတို့အဲ့ဘတ်ချမ်းနေမှာ တဖြည်းဖြည်းနဲ့အေအေကဘာလောက်လာလဲဆိုလို့ရှိရင်ရွာတွေကိုစီးယုံလာတယ်ရွာတွေဘယ်လိုစီးယုံလဲဆိုတော့ရွာတွေကိုသူတို့နဲ့ပူပေါင်းအဲသူတို့ရခိုင်ပြည်နယ်မှာလုပ်တယ်လို့ပေါ့ဗျာနော်ရခိုင်ပြည်နယ်မှာစကမ်းတွေမတိုက်ခင်မှာရွာတွေကိုအရင်ဆုံးတပုံရွာတွေဖျောက်လုတ်တယ်လို့ဦးမင်းအွန်လိုင်းကိုခဏခဏပြောနေတယ်တစ်ချက်နားမဝင်တဲ့ပုံကိုမျိုးတယ်နော်အဲ့တော့ရခိုင်ပြည်မှာခံလိုက်ရတယ်အေအော်ဒီမှာဒါမျိုးဆက်ခံရဖို့ရှိတယ်အဲ့တော့ရခိုင်ပြည်မှာလည်းဒီလိုပဲစာလုံးရေးစကြဲကနော်ဟိုဥမာပြည့် ကျွန်တော်တို့ဒီနေကြောင်စခန်းကြီးပေါ့ဗျာနော်အဲ့ဒါကနိုင်ငံတကာစစ်အတွက်စကခ55တို့အဲ့ဒီဘက်ချမ်းမှာရှိနေတဲ့တကယ်စခန်းကြီးတွေကနိုင်ငံတကာစစ်အတွက်ကိုတို့စတေချာစီစဉ်တာ။ဘာကြောင့်ဆိုတော့အဒူဘီဘောဝင်အဲ့ဘက်ချမ်းကဝင်လို့ရတော့တိရတဲ့ကြောင့်ဥမင်းအွန်လိုင်းမတိုင်ခင်ဥပဒေရွှေကြီးကတိတိချာချာကိုစပယ်ရှယ်စီစဉ်ထားတဲ့နေအဲ့ဒီမောင်တော်တို့ဘူးဒီတော်လို့ဆိုတာနော်။အဲ့လိုနေရမျိုးတွေမတိုက်ခင်မှာအေးအေးကဘာလုပ်လဲဆိုလို့ရှိရင်နော်တို့အဲ့ရွာတွေ ်ရွာတွေရွာတွေအားလုံးကိုသူတို့ရွာတွေဖြစ်အောင်စီယုံတယ်စီယုံပြီးအဲ့ရွာကလူတွေကိုစစ်တင်တန်းပေးတယ်စစ်တင်တန်းပေးရင်တပုံရွာလည်းအေးအေးအေးနဲ့တပုံရွာဖြစ်အောင်လုပ်ပစ်ပြီးတော့မှတဖြည်းဖြည်းတဖြည်းဖြည်းအဲ့ချိန်မှာစစ်တပ်ကဘာလုပ်လဲဆိုလို့ရှိရင်စခန်းထဲကမထွက်ရထွက်မပြစ်ရလာပြစ်လို့ရှိမှပြန်ပြစ်ရမယ်နော်လက်လက်ကြီးနဲ့လက်မထုတ်ရနော်ဖျက်သီးပြူဟာဖျက်သီးပြူဟာနဲ့တိုက်နေအဲ့ချိန်မှာနော်အဲ့လိုနီးနေပဲနာခခငါတို့ဟလာတကယ်ဒီတကယ်ဒီခေါ်မဆိုတော့စခန်းကောင်းကြီးလေဗျာအချိန်ကမ်းမြင်တော့ဆိုတော့တကယ်စပယ်ရှယ်စခန်းကြီးကြာသွားတယ်နော် ဒါဘယ်လိုကောင်းလဲဖရဲသေးပြူဟာဘယ်လိုကောင်းလဲဆိုတော့ကာရှုပ်ပြူဟာပေါ့နော်ဟိုဟိုကာရှုပ်ပြူဟာလည်းတိုက်သွားတယ်အဲ့တော့အဲ့လိုနည်းနဲ့ပဲကြာသွားတယ်အခုလည်းအေအာဝီမှာဒီနည်းကိုအေအာပြပြန်သုံးနေပြီအဲ့တော့အခုရွာတွေကိုစီးအောင်နေတယ်တချို့ရွာတွေကတော့ဘယ်လိုကောင်းလဲစစ်တပ်ကိုစောင့်တော့ဗျာစစ်တပ်ကိုမျှော်သေးတာပေါ့ဘလို့မှမျှော်တာမျှော်တယ်စစ်တပ်ကပေါ်မလာဘူးကိုယ်စခန်းထဲမှာကိုနေတယ်ရွာတွေကိုလိုက်မရှင်းမိဘူးเนาะရွာတွေရဲ့လုံခြုံရေးကိုမဆောင်ရွက်ပေးနိုင်တဲ့အခါကျတော့ နီးရသားကြောက်ပြီးတော့အေအေနဲ့ပူပေါင်းပြီးတော့တချို့ရွာတွေဟာအေအေဩဇာကံတွေဖြစ်လာပြီးအဲ့လိုဖြစ်သွားတာအကြောင်းမဟုတ်ဘူးအဲ့ရွာတွေမှာခိုအောင်မယ်အဲ့ဒီရွာတွေကနေနာခခငါတို့ဟိုဘုံကတိုက်တယ်လို့မျိုးပေါ့ဗျာနော်ရခိုင်ညီမှာတိုက်တယ်လို့မျိုးဒီရွာတွေကပဲထမင်းစားမယ်ဒီရွာတွေကပဲလူစုမယ်ဒီရွာတွေကပဲတိုက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့၃လေးလေးကိုအဲဘယ်လိုခေါ်မလဲဆိုတော့ plan ကြီးကြီးမားမားတော့တိဆောက်ထားပြီးဆိုတော့ခင်ဗျားတို့သိဖို့လိုတယ်အဲ့တော့အဲခင်ဗျားတို့အဘဘောမတွေလည်းနည်းနည်းလေးနော်နားလေ ခံစစ်ခံစစ်ကျွန်တော်ပြောပါတယ်ရမခကြီးမကြခင်နဲ့ကျွန်တော်ပြောပါတယ်နော် ရမခမကြခင်တဲ့အချိန်မှာကျွန်တော်ကိုခင်ဗျားတို့ဘက်ကတချို့ဆယ်လီတောင်မှကျွန်တော်ကိုဒေါသထွက်ကြတယ်ခံစစ်ခံစစ်ဆိုခံလာရတယ်လို့ကျွန်တော်ပြောတဲ့အချိန်မှာကျွန်တော်တော်တော်လေးတင်းလာကြရမခနောက်ဆုံးကြပါရမခကြီးနောက်ပါခထက်ကြခုအေယာဝူဒီအချိန်နေလဲဒီလိုပဲခံစစ်ပဲသွားနေလို့မရဘူးနည်းနည်းရှင်းလင်းရမယ်ဘလို့ဖောက်ခွဲရမယ်ဆိုတော့ကျွန်တော်ထပ်ပြီးတော့ဟိုဘလို့ခေါ်မယ်ဆိုလို့ရှိရင်နိုင်ငံရေးနည်းပြဟာတွေတော့မပြောချင်တော့ခင်ဗျားတို့ဒါဒီ ဒီလိုမျိုးကြောက်လဲဟိုနွားရှည်ထွန်ကျူရသလိုဖြစ်နေရလဲမကောင်းဘူးဗျနော်ပန့်ဟုတ်ပလားအဲ့တော့အဲ့ဒီအခြေအနေတွေရှိလာတယ်နော်ကြာလာရင် AR အနေနဲ့ဒီခြေကုပ်တွေမှာနော်ဟိုကျွန်တော်တို့တက်မလို့အတွက်အခက်ခဲရှိလာနိုင်တယ်နောက်တစ်ခုကရခိုင်ပြည်နယ်ကိုနော်လုံနေတဲ့ဒီဥမင်းအွန်လိုင်းရဲ့ညံပြင်းမှုကလည်းဒါစကားတွေမှာကျွန်တော်ထည့်ပြောထားမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ရခိုင်ပြည်ကလုံးဝ vulnerable ဆိုတဲ့တကယ်ဒီ ထိကိုက်ဘာမှမဆိုတော့ပျော့ကွက်တယ်အများကြီးရှိတယ်။နော်ပျော့တဲ့နေရာအများကြီးရှိတယ်။ဒါတွေအားလုံးကိုရေချောင်းနဲ့ဝင်လို့လည်းရတဲ့နေရာတွေအများကြီးရှိတယ်။ Oh no ရေချောင်းနဲ့ဝင်ပြီးတော့ရေချောင်းနဲ့ပြန်တက်လို့ရတဲ့နေရာတွေရှိတယ်နော်။တန်တွဲရေချောင်းကနေဝင်ပြီးရေချောင်းနဲ့ပြန်ထွက်သွားလို့ရတယ်နော်။အဲနောက်ထပ်ဒီမြို့တွေတော်တော်များရေချောင်းနဲ့ဝင်ရေချောင်းနဲ့ပြန်ထွက်သွားလို့ရတယ်နော်။အဲ့တော့ပြောမယ်ဆိုလို့ရှိရင်အတော့မကြတာပါနော်။အတော့မကြတာပါ။ရေချောင်းကဝင်ရေချောင်းကပြန်ထွက်သွား ဟုတ်လားတိုက်စစ်ဝုန်းနဲ့ပေါ်တာဘယ်အေအေမဘယ်အေဘယ်ရဲ့အေအေကလုံးဝတတ်မတော်ကိုရှင်မတိုက်နိုင်ဘူးဆိုလိုချင်တာက surprise attack ပေါ့နော်သိမလားအဲ့လို attack လောက်အောင်အေလောက်ပြောလို့ရှိရင်အဲ့ဘက်ချမ်းမှာအားများအင်းဘယ်လိုဟောမလို့ရှိရင်တိုက်ပွဲဝင်နေမှာနော်ပြီးရင်စစ်ကြောင်းနဲ့တင်းမောနဲ့နောက်ပြန်ဆုတ်လို့ရတယ်တပုံကကိုယ်အလုတ်များအောင်လုပ်နေမှာဆိုတပုံကကိုယ်အလုတ်များအောင်လုပ်နေတယ်တပုံကဘယ်လိုဟောမလဲညောင်ကျိုးဆိုတဲ့ဝင်တိုက်သွားတယ် ARV ဆိုတဲ့ဝင်တိုက်တယ် တပုံးကကိုယ့်အလုပ်များအောင်လုပ်နေတယ်အဲ့တော့တော်တော်တုံးတဲ့စစ်စစ်ဦးစီးချုပ်ပါဗျာနော်နော်ပို့ရင်ပြောမှာဆိုလို့ရှိရင်ဟုတ်ပလားခင်ဗျားတို့ဒီဒီအေးအေးကဘာမှရေကူးတက်တဲ့ကောင်နေမဟုတ်ဘူးဟုတ်လားရေကူးတဲ့ကန်းကတ်မဲ့ဆိုရရအဲ့ပတ်ဝန်းကျင်အားလုံးကိုကျဲချလိုက်စမ်းပါနော်အဲ့ပတ်ဝန်းကျင်အားလုံးကိုဒီခါလေးပြင်းရှင်းရှင်းပြီးဝင်ပါဝင်ပြီဆိုရင်ခင်ဗျားတို့စစ်တပ်ကိုဘယ်ကောင်မှမထီရဘူးဝင်ဝင်ပြီးတင်းမောက်နဲ့ပြန်ဆုတ်သွားရမယ် เนาะဒီလိုလေးပဲလုပ်နေလက်ဆက်မှာအများတို့ဩเนาะညီရောပြုတ်ထွက်တော့လုတ်လိုက်လို့ရတယ်တကယ်တော့သုံးမကြတော့ပါเนาะဟိုဘယ်လိုခေါ်မတမင်းတကာကိုတမင်းတကာကိုလူလယ်များလုပ်နေသလားကျွန်တော်စဉ်းစားလို့ရတယ်ဟုတ်လားတကယ်ပါတကယ်ပါเนาะဘာလို့ဘာမှသူဟိုခေါ်မဆိုလို့ရှိရင်တမင်းတကာကိုတမင်းတကာကိုဘယ်လိုခေါ်မဆိုတော့သူတော်ကောင်းရောင်းရောင်းသူတော်ဆိုးတဲ့ပုံပေါ်တယ်နော်အဲ့မှာလာတိုက်ပေးနေ PDF ကဲကဲဒီချင်းနေရယ်နော်ဒီကောင်လေးလာတိုက်ပေးနေ။ तू ကတပုံကကို့အလုရှော့အောင်လုပ်နေ ိုလိုချင်တာကအမ်ပါတန်ဘတ်မှာလည်းတဘုံကအေအေကလာတိုက်နေတယ်နော်။ညောင်ကျိုးဘက်မှာလည်းအေအေကလာတိုက်နေတယ်။အေအာယူဘက်မှာလည်းလာတိုက်နေတယ်နော်။ဒီကြားလည်းဗမော်ထိမှာတက်ပြီးတိုက်နေတယ်။ဟုတ်လား။ကြောက်ပြူလည်းတိုက်နေတယ်။ဟုတ်လား။အဲ့တော့သူ့ကိုကိုကလုံးမဲ့ဟာကိုကိုကသူကလုံးနေတယ်။အဲ့တော့ကိုကစစ်သားမပီးသားတဲ့ခါကျအောက်မှာစစ်တိုက်ချင်တဲ့သူကမရှိတော့ဘူး။အောက်မှာစစ်ပြေးတဲ့ပုံများနေတယ်။